Microsoft Word မှာ compass icon လေးကိုထည့် Microsoft Word မှာ compass icon ကိုထည့်ခြင်းရင် insert ထည့်ကနေပြီးတော့ဒီ icon ကနေကိုထည့်လို့ရရှိတယ် sample ကနေကိုထည့်လို့ရရှိတယ်ဒါမှမဟုတ်ရင်ဒီ menu shortcut တုံးကိုထည့်လို့ရရှိတယ်เนาะအဲ့တော့အခုလောလောဆယ် insert ထည့်က sample ဒါဆို insert ထည့်က sample နဲ့ more sample ကိုနှိပ်ပြီးတော့ဒီမှာဘာလုပ်ရမလဲဆိုရင် compass ပုံကိုလိုက်ရှာပြီးတော့ကိုထည့်လို့ရမယ်ပြီး insert လေးသွားလို့ရမယ်ဒါတနည်း ဒါမှမဟုတ်ရင်နောက်တနည်းက insert ရဲ့ icon icon ကိုယူပြီးတော့အဲကျလာတဲ့ icon box တွေကမှာဟိုကရှာခြင်းနဲ့အာနာမည်ပေါ့ဒါဆိုရင် search icon နေရာမှာ compass ကိုထိုက်ချက်ပြရမယ် compass ရိုက် enter ခောက်ရင်ဒီအမှာ compass ပုံလေးပေါ်လာရင် click နဲ့ insert နဲ့သွားမယ်ခုကတော့ဒီကောင်ဒီဘာလို့လဲဆိုရင်အဲ premium ဖြစ်နေရတဲ့အတွက်เนาะဒီမှာအဲဒါလေးကိုပိတ်လိုက်မယ်ဒါ icon ပုံစံဟိုမှာ image ဆိုရင် image ကိုနှိပ်လိုက်ပြရတယ်เนาะဒါမဲ့ဒါကတော့ wifi ဖွင့်ထားရမ connection ချိတ်ထားတယ်ဒါဆိုရင်တော့ compass image ပုံပြကြပဲမာစတစ်ကာဆိုရင် compass ရဲ့ဒီအောင်မာစတစ်ကာပေါ့နောက်ဒီဘက်ကကျတော့ illustration stick ကဆိုမပြပေးဘူး illustration illustration မှာလည်းအလိုပဲဟိုက compass ပုံလေးတွေကတော့ဒါလေးကကျတော့သူက key ကို profile ဖြည့်ထားဖြစ်တဲ့အတွက်မပြဘူးဖြစ်တယ်เนาะအဲ့တော့အဲ့လိုမျိုးနဲ့ရှာလို့မရဘူးဟိုနောက်တနည်းဘယ်လိုသွားလို့ရလဲဆို depend nhà bên mà chỉ là thay liệu bên mình why là when I when F nine E T số là liệu giải thích video order is cũng đồng nhà đấy nó là cũng đồng nhà đấy rồi when F na E T số là cả thay liệu on screen keyboard mà mà giải thích anh when F mà nó insertion one thì thay thay lại đi insertion one thì thay bị when F 9ET 1F 9ET ပြီးတော့ဒီ order ကိုဖိထားတဲ့အချိန်မှာ order ကိုဖိထားတဲ့အချိန်မှာဒီမှာအပြားလေးဖြစ်တဲ့တွေ့တာဒီ8ဒါဆိုရင်ဒီ compass angle ရရတာတနည်းနောက်တနည်းအကြတော့ဒီ window C နဲ့ semi colon ကိုတုံးရတယ် window C colon ဘာမို့လဲဒါ window ကြီး window key နဲ့ full stop နဲ့တွဲနေပြရတယ်အဲ့တော့အခု window key နဲ့ full stop နဲ့ဦးရင်တွဲနေပြမယ် န်တက်ခေါက်ပြီးရင် window ဖိထားတဲ့အချိန်မှာ push store နှိပ်လိုက်ဒီလို box ကြီးကျလာရင်ဒီအောက်က search ပုံလေးကိုနှိပ်လိုက်ဒီ search ပုံမှာနေဒီမှာအပြင်မှာ insertion point လေးရှိအဲ့အပြင် insertion point ရှိတဲ့နေရာမှာကိုခေါ်ထည့်မယ် icon နဲ့ compass ကိုရိုက်ထည့်ဒါမှ highlight လေးဝင်နေပြီဆိုရင်ဒါကို click နှိပ်ပြီးတော့ခေါ်ထည့်ဒီနည်းနဲ့လည်းသုံးလို့ရတယ်။နောက်တစ်နည်းက window key နဲ့ semicolon နဲ့သုံးရမယ်။အတူတူပါပဲ search ကိုနှိပ်မယ်။ဟိုရှာမဲ့အပြင်မှာ စာ Microsoft Word ဒီမှာစာရွက်အဖြူပြနေချိန်မှာ Home Pass ကိုရိုက်တယ်ပြီးတော့ရင် Enter ခပိုင်းဒီနည်းနဲ့သုံးလို့ရတယ်ဒီ search box မှာထပ်နေပြီးတော့ပူရှာမဲ့ပုံကဆိုပါစို့ telephone ပုံရှာမယ်ပေါ့အဲဒါဆိုရင် D E L E P H O N E telephone ဆိုရင်ဒီမှာ telephone icon လေးကိုနှိပ်လိုက်လို့ရတယ် computer ပုံရှာမယ် C O M P U T E R computer ဒါဒါဆိုရင် computer ပုံလေးကဒီမှာမပြဘူးပေါ့ computer icon မပြဘူး က်ဒော့ LABD လက်ဒော့လေးမပြဘူးနောက်ခါအကဲဝင်လေးကြ CAL CULAD ကဲဝင်လေးကြဒါဆိုလည်းကဲဝင်လေးကြပုံမပြဘူးနော်အဲဆိုရင်အခုရှာကျင်တဲ့ပုံလေးကိုကြာဒီချိန်မှာရိုက်ထည့်ရမယ်အဲ့တော့ Wi-Fi အကွန်နောက်တစ်မျိုးရှာကြည့်ပါမယ် WRF5 Wi-Fi တော့မပြပေးဘူးဆိုရင်ဒါလေးကိုပိတ်လိုက်နောက်တစ်မျိုးဖြတ်ဗီဒီယိုကြီးနဲ့ full stop နဲ့သွားမယ် ပြီးတော့မှ wifi နော်အဲဆိုရင် wifi အကုန်ပြတော့မှ enter ခလိုက်ပါနော်နောက်ထပ် search ကိုပဲထည့်နေကိုယူရယ် computer လာပြီအဲတော့မှ computer ပုံလေးကိုဒီမှာနှစ်ချက်နေပြီးတော့ခေါ်ထည့်နော်အဲတော့ဒါ icon ခေါ်ထည့်တဲ့ပုံစံလေးပါဒါဆိုရင်တော့ save ပါ